Hi မင်္ဂလာပါဒီ reading လေးကတော့အခုဒီ November ပါပေါ့နော် နိုဝင်ဘာ23ခါနေပြီးတော့29အတွင်းမှာအဲကိုရဲ့ဒီအခြေရေးပေါ့နော် relationship ဒါမှမဟုတ်အိမ်ဆောင်ရေးထဲမှာကိုဘယ်လိုမျိုးလေးတွေလှုပ်သွားလို့ရှိရင်သူနဲ့ကိုနဲ့ကြာမှာပို့ပြီးတော့အဆင်ပြေလာနိုင်လဲတယောက်နဲ့တယောက်ပို့ပြီးတော့နားလဲနိုင်လဲဆိုတာလေးကိုအဲလှုပ်ပေးတဲ့ဒီအကြံဉာဏ်လေးတွေပေါ့နော်အဲ့တော့ဒီမှာဖိုင်းလေး၃ခုရှိတယ်ခက်လေး၃ခုရှိတယ်ဒီမှာခက်1ခက်2ခက်3အဲ့တော့ကိုကကိုရဲ့ဒီ relationship ထဲမှာဘယ်လိုလှုပ်ရင်အဆင်ပြေနိုင်အဆင်ပိုပြီးတော့ပြေနိုင်လဲ အဲအဲ့လိုမျိုးလေးတွေးပြီးတော့ဗောနော်ဒီခက်လေးတစ်ခက်ကိုရေးပေးပါတကယ်လို့တရားခက်ဝမ်းကိုရေးထားတယ်ဆိုရင်ကက်ဝမ်းကကြတော့ဗောနော်အခုဒီနိုဝင်ဘာအဲ23ခါနေပြီးတော့29အတွင်းမှာကြတော့သူကကြတော့ဘယ်လိုလဲဆိုတော့ဒီကိုယ့်ရဲ့ relationship ဗောနော်ကိုယ့်ရဲ့ partner တစ်ဖက်လို့ကိုယ့်ရဲ့ချစ်သူတောင်းဝင်ကိုယ့်ရဲ့အိမ်နောင်ဘက်အိမ်နောင်ဘက်နဲ့ဒီအဲအဲ့ဒီရက်ဒီအတွင်းမှာဗောနော်တယောက်နဲ့တယောက်က ဒီတငယ်ချင်းဆက်ဆံရေးမျိုးလေးနဲ့အဲလှုပ်ဆောင်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်အထူးသဖြင့်ပေါ့နော်ကိုကသူ့ရဲ့ friends နေနေတယ်သူ့ရဲ့တငယ်ချင်းနေနေတယ်ကိုကအဲ တွေ့ဆုံတွေ့ဆုံရင်ပို့ပြီးတော့ကောင်းမယ်သူရဲ့တငယ်ချင်းနေနဲ့ကိုနဲ့ပေါ့နော်အဲ့လိုမျိုး friend လောက်တာပေါ့တငယ်ချင်းလောက်ပြီးတာမျိုးသူတငယ်ချင်းနေခေါ်လာတာကိုလည်းကိုကအဲ welcome လောက်ပြီးတော့ပေါ့နော်အဲသူတို့တငယ်ချင်းတစ်သက်အဆင်ပြေအောင်လောက်ပြီးရတာမျိုးလေးတွေကိုကယောက်ျားလေးဆိုရင်လည်းကိုကောင်မလေးကိုအမျိုးသမီးရဲ့မိတ်ဆွေတငယ်ချင်းနေနဲ့ဒီတစ်ပတ်မှာတွေ့တာမျိုးစကားပြောတာမျိုးကိုကမိန်းကလေးဆိုရင်လည်းကိုရဲ့ကောင်လေးပေါ့နော်ကိုရဲ့အိမ်တောင်ဘက်ရဲ့အဲတငယ်ချင်းနေမိတ်ဆွေတွေအိမ်လည်လာတာမျိုးပဲဖြစ်ဖြစ်သူတို့တွေကတွေ့ဖို့ခေါ်တာမျိုးပဲဖြစ်ဖြစ်ကိုကတစ်ချိန်တစ်ခါလောက်တော့လိုက်သွားတင်နေသူတို့နဲ့ပေါ့နော်အဲ့ဒီ လိုမျိုးသူတို့နဲ့ကိုနဲ့ကြားမှာဒီ strong friendship ပုံစံလေးကိုကိုကဖန်တီးရမယ်အဲအဲ့လိုမျိုးသူကိုရဲ့ partner ရောသူတငယ်ချင်းတွေရောကိုရောအတူတကွပေါ့နော်အဲ့လိုမျိုးပျော်ရွှင်နေရမယ်အဲ့လိုပုံစံလေးကိုဒီတစ်ပတ်မှာဖန်တီးပေးရမယ်ပေါ့နော်ဒါကတင်အခန်းဝန်းကိုရေးထားတယ်ဆိုရင်ခတ်တူခတူးကိုရွေးထားတယ်ဆိုရင်တော့ခတူးလေးတွေရာလေအခုဒီ23ကနေ29အတွင်းမှာဇာနေနေပါပါသူနဲ့ကိုကြာမှာလေနည်းနည်းစိတ်စိတ် စိတ်ကိုအဲ့လိုမျိုးစိတ်တကြစေတဲ့ပုံစံလေးပေါ့နော်စိတ်အားငယ်စေတဲ့ပုံစံလေးအနေငယ်ဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာအဓိကလိုအပ်တာကတော့ motivate ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကလေဒီတယောက်နဲ့တယောက်နေမှာငါရှိတယ်ငါမှာနေရှိရဲဆိုတာမျိုးကို support လုပ်ရမယ်အဲ့ဒါကိုသူသိအောင်လုပ်ရမယ်ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လူကယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အိမ်နောက်ဘက်ကယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်သူနဲ့ကိုယ်နဲ့က ်နင်ဘာကိစ္စပဲကြုံကြုံနင်ကိစ္စမရှိဘူးငါရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးပျော်ရွှင်မှုလည်းအတူတကားခံယူမယ်အဲစိုးရိမ်မှုတွေစိတ်ဆင်းရဲမှုတွေလည်းအတူတကားဝေမျှမယ်စိန်ခေါ်မှုတွေကိုငါနဲ့နေနေအတူတူဖြတ်တမ်းမယ်ရတယ်နင်ဒါလုံးမှာမဟုတ်လားရတယ်လို့ကိုကသူ့အပြည့်အဝယုံကြည်ပေးလိုက်သူလုံးမယ်ဆိုတဲ့ဟာကိုကို support ပေးရမယ်အဲအဲ့ဒီလိုမျိုးပေါ့နော်ဒါကြတော့အဲခတ်တူကိုယူတဲ့သူလေးတွေခထရီကိုယူတဲ့သူလေးတွေရဲ့ဒီ23ခါနေအဲ29အတွင်းကကြတော့လေနိုဝင်ဘာ29အတွင်းကကြအဓိကကကြတော့ ဒီခတူးလေးတွေကလေတောင်းတဲ့တယောက်ကအဲအချိန်တိတ်မပေးတဲ့လူတွေများပဲနဲ့တူတယ်တောင်းတဲ့တယောက်ကြာမှတိတ်ပြီးရင်းနှီးမှုလေးတွေတိတ်မလုတ်တဲ့ပုံစံလေးဖြစ်ပေါ်များတယ်ပေါ့နော်ဒီဟာကဘယ်လိုမျိုးလဲဆိုတော့ဒီအခုလာမဲ့အဲ့ဒီ23 29အတွင်းမှာသူနဲ့ကိုယ်နဲ့က တယောက်နဲ့တယောက်ကပေါ့နော်သူ့မှာလည်းအချိန်မရှိဘူးကို့မှာလည်းအချိန်မရှိဘူးဆိုရင်တော့မှအတက်နိုင်ဆုံးအချိန်တစ်ခုရအောင်လုပ်ရမယ်သူ့ဘက်ကမလုပ်ရင်တော့ကို့ဘက်ကသူနဲ့အဲကိုက်ညီမဲ့အချိန်တစ်ခုကိုရအောင်အချိန်တစ်ခုလုပ်ရမယ်အဲ့အချိန်အတွင်းမှာသူနဲ့ကိုနဲ့ရတန်မိုးရှိတဲ့အရာပေါ့နော်အတိတ်ပဲရှိရဲဆိုတဲ့အရာလေးတွေနှစ်ယောက် create လုပ်ပေးရမယ်ကိုတစ်ခါမှနှစ်ယောက်အပြင်မထွက်ဘူးရင်နှစ်ယောက်အပြင်ထွက်လိုက်ဥပမာတစ်ခါမှပေါ့နော်နှစ်ယောက်ထဲအပြင်မသွားဘူးမော်လားကို့မှာမိသားစုမှာတသမီတွေရှိလို့သူနဲ့ကိုနဲ့ကနှစ်ယောက်ထဲအချိန်နေနေရဆိုလဲဒီတစ်ပတ်မှာပေါ့နော်မျိုးလုံးစုံမိတ်ပြီးတော့နှစ်ယောက်ထဲအပြင်ထွက်လိုက်အဲ့အဲ့လိုမျိုး relation င်းရှိသေးဆိုရင်လည်းကိုယ့်ရဲ့တစ်ဖက်လူနဲ့ကိုယ်နဲ့ကဒီမစားဘူးတဲ့ဆိုင်လေးတွေကိုသွားစားပေါ့နော်မသွားဘူးတဲ့နေရာလေးတွေသွားအဲအဲ့လိုမျိုးလေးတွေအဲကိုယ့်အတွက်စမ်းသစ်တယ်ဆိုတဲ့အတိတ်ပဲရှိရဲဆိုတဲ့အရာလေးတွေကိုဒီဒီဘက်မှာလုတ်ပေးတင်နေပေါ့နော်ဒါကတော့ကက်သရီကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ပါဒါလေးကကြာတော့အကြံဉာဏ်ပေးတာဖြစ်တဲ့အတွက်ဒီလိုမျိုးလေးတွေလိုက်လုတ်သွားမယ်ဆိုရင်တပတ်ပြီးတပတ်ကိုကကိုယ့်ရဲ့ relationship ကအဲတိုးတက်လာတဲ့ပြီးတော့ကြာကုကုကိုလည်းအဲတန်မိုးထားတတ်လာတဲ့ဆိုတော့သိလာနိုင်မယ်ပေါ့နော်ကျေးဇူးတင်ပါတယ်